睡觉洗节是了哈，搞嘛的，比如阿种亲戚里面，那你看的睡觉是了，干净对嘛？讲讲咋咋，哎，讲讲零散多对，照顾匹配，咱们呢？看我看的社交记录上没下完的，看出了哈，至少五年，我阿里边没几人没查了，那没几人是嘛？没几人平时没好动侬。 thank you အခု2025မေလ30ရက်နေ့တုန်းကမြန်မာသမိုင်းမှာမိထားလို့မရတဲ့ယူတုခေါင်းဆောင်ဒေါ်ဆန်းစုကြည်ကိုမတမာသူလူတစုရဲ့အကွက်ကြကြစီမံလုပ်ကြံခဲ့တဲ့နိုင်ငံတော်အဆင့်ဒီပရင်လုပ်ကြံမှုကြီးက22နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်ဒီလုပ်ကြံမှုကိုအဓိကကျူးကင်တာကတော့အာနာရှင်ဟောင်းနှိုင်းရွှေပါပြည်တော်စုချက်ခိုင်းရင်ဖွံ့ဖြိုးရေးအသင်းနဲ့ဆွာအားရှင်လို့ခေါ်တဲ့ထောင်ွတ်လူစုလူမိုက်တခုမရင်းကုန်နေနဲ့ဖွဲ့စည်းထားတဲ့အဖွဲ့တွေကလည်းလက်ကင်တို့အဖြစ်ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်တကယ်တော့သူတို့အားလုံးဟာသမိုင်းတရာခံစစ်စစ်တွေပါဒ ဟာကျွန်တော်အနေနဲ့ရှာယူမရှိတိုင်းရန်တန်းပုတ်ခတ်ဆွဆွနေတာတော့မဟုတ်ပါဘူးစစ်ထောက်လှန်ရေးခေါဆောင်ဟောင်းတဦးဖြစ်သူခင်ညွန့်နဲ့ဘူမှုဟောင်းတဦးထစ်သူအောင်လင်းထွတ်တို့ကပေါ်ဆောင်လို့ဝန်ခံထားပြီးဖြစ်ပါတယ်ဒီလုံချက်မှုရဲ့အဓိကတည်ရခန့်ပန်းရှိရဲ့ရည်ရချက်ကတော့လူလူခေါဆောင်တောင်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်များကိုပတ်ထောက်ခံတဲ့ဒေသခံလူလူတွေကဝိုင်းဝန်းတိုက်ခိုက်ခဲ့တဲ့အောင်စကီစင်ခဲ့တာပါဒီအစီအစဉ်သာအောင်မြင်သွားခဲ့မယ်ဆိုရင်တန်းရွှေအထွက်ကတော့တစ်ချက်ခုပြီး၃ချက်လောက်ကြက်မယ်အနေထားပါပထမတစ်ချက်တောင်အောင်ဆန်းစုကြည်ကိုလုတ်ကြံနိုင်ရင် ယ်ဒုတိယတစ်ချက်တောင်ဆန်းစုကြည်ကိုထောက်ခံသူရှိသလိုမထောက်ခံတဲ့လူတွေလည်းအများအများရှိနေကြောင်းပြည်တွင်းကူရောပြည်ပကူပါလိမ့်ညဝါဒဖြန့်နိုင်မယ်တတိယအချက်ဒေတာစင်တီသူတွေကတက်ခိုက်တာပါစစ်တပ်ကဝင်ရောက်ကေစိခိပြီးမမှမီလိုက်ပါဘူးဆိုပြီးတော့လုတ်ကြံမှုမှာအပြစ်လွန်ရုံသာမကနာမည်ခေါင်းပေါင်းဝင်ယူလာနိုင်မယ်အကွက်တီပါ ဒါပေမဲ့သူတို့ကနကောင်းမှဆိုသူတို့ပဲထိုစဉ်ကဒေါ်အောင်ဆန်းစုကြည်ရဲ့ရင်မောဖြစ်တဲ့ကုကျော်စိုးလင်းရဲ့ဖြတ်ထုံးညာတုံးကရဲရဲရင်ရင်ပြက်ပြက်သားသားဆုံးဖြတ်ချက်ချကျိုးပန်းနိုင်ခဲ့မှုတွေကြောင့်ဒေါ်အောင်ဆန်းစုကြည်ဟာအသက်ဘေးကနေတည်တည်လေးလွတ်မြောက်နိုင်ခဲ့ပါတယ်။ချစ်စင်ချင်းကတော့ဒီလိုပါတထောင်သုံးခုနှစ်မီလာတဲ့မှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် RND ဥက္ကဋ္ဌဦးတင်ဦးအထွေထွေအတင်းငင်းမှုဒေါ်အောင်ဆန်းစုကြည်နဲ့ RND ပါတီဝင်တချို့ဟာလူထုစီယုံရေးခီးစဉ်အဖြစ်နဲ့မြန်မာပြည်မြောက်ပိုင်းကိုခရီးထွက်ခဲ့ကြပါတယ်။ရန်ကုန်ကနေစထွက်တဲ့အချိန်တွေကခင်မြို့ရဲ့ ထောင်လိုင်းတဖွဲ့အသီးသီးဟာအငဲမပြတ်ထောင်လန်းတရင်ယူနေခဲ့ပါတယ်။တောင်ဆက်စုကြည်နယ်အဖွဲ့ဟာမိုးမိတ်မိုးကုတ်မြို့ဒီကနေတဆင်စင်ကူမတရမန္တလေးမြို့ဒီကူဖြတ်ခါဒီဘဲရင်တို့ထွက်ခွာလာခဲ့ကြပါတယ်။ရတဲ့ချိန်မှာတီတူလူတို့ကတခဲနဲ့ထောက်ခံအားပေးခဲ့ကြပါတယ်။အာနာရှင်ဦးတိုင်းရွှေဟာ သူတင်ထားတာတဲ့တောင်ဆန်းစုကြည်အပေါ်လူလူရဲ့ထောက်ခံမှုချစ်ခင်မှုတွေကိုမြေဝါခင်ခင်မြင်တွေ့ရတဲ့အခါမှာတဖက်သက်မန္တလူမုံတိစိတ်ကျိုင်းလုံးစိန်နဲ့ချစ်ပေါ်လာကသူရဲ့ကောင်းမဆန်တဲ့အောက်လန်းနီးတွေကိုစတင်အသုံးပြုလာပါတော့တယ်လူလူကောင်းသောတောင်ဆန်းစုကြည်ဒီပရင်လိုဥတီလာရလမ်းညောတစ်ချောင်းမှာကြခိုင်ရင်အဖွဲ့ဝင်များစွာရှင်လူခိုးတဲ့လူစုတခုတမျှထောင်တော့မရင်းအောင်တဖွဲ့အင်အား300လောက်ဟာဒီပအားကိုပစိန်ယူအစိုးမြဝါဒီများအဆန့်ကျင်ကြဆိုတဲ့စာမျှရေးဆွဲထားတဲ့စိုင်းပုံများကိုကန့်ဆောက်ပါအမြင့် မျိုးနှောက်ယှက်ခဲ့ကြပါတယ်။ကြန့်ခိုင်ရင်းနဲ့စွမ်းအားရှင်အဖွဲ့ဝင်တွေကကတုံးတုံးသင်ငန်းဝစ်စီကဖုံကြီးအတုတွေကိုလည်းဖန်တီးခဲ့ကြပါတယ်။ဗုဒ္ဓဘာသာဝင်တယောက်အနေနဲ့ကြည့်ရင်ဒါဟာသာသနာကိုဖြတ်ထားပါပဲ။ဒီလိုအဖြတ်အမှောက်လုပ်ငန်းတွေကိုလုပ်တော်မယ်ဆိုတာကိုကျူးသတင်းရထားတာကြောင့်မိုးကုတ်မိုးမိတ်စင်ကူမန္တလေးဘက်ကကျောင်းသားလူငယ်နဲ့ပါတီဝင်တချို့ဟာကောင်စန်းစုကြည်ရဲ့ခရီးစဉ်တလျှောက်လိုက်ပါဝင်ရန်ခဲ့ပါတယ်။ မီရ30ရက်နေ့မတိုင်ခင်တည်းကစစ်အစိုးရဟာဒီပင်ကြီးတဝက်ကရွာတွေကိုတောင်အောင်ဆန်းစုကြည်တို့လိုင်းရထွက်မတွေ့ဖို့အိမ်ထဲမှာပဲနေဖို့လိုက်လံချင်းချောက်ခဲမှုတွေရှိပါတယ် မေလ30ရက်နေ့မှာတောင်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေဟာဒီပင်ရင်းမြို့အနီးကြီးရွာကိုရောက်ရှိခဲ့ပါတယ်။ဒီအချိန်မှာရွာထိပ်မှာစောင့်နေတဲ့ဖိုးကြီးနှစ်ပါးကကားနောက်ကိုအကင်းပြေးလိုက်လာကသူတို့စောင့်နေရတာနှင်းရင်ရှိပြီးဖြစ်လို့တောင်အောင်ဆန်းစုကြည်နေနဲ့မိဆက်စကားလေးပြောပြီးပါဆိုပြီးကာတာခဲ့ပါတယ်။ရင်မုံကူကျော်စုလင်းကလည်းကားကိုအရှင်ရှော့လိုက်တဲ့အခါမှာတော့ယာနဲ့ချီတဲ့လူအုပ်ကြီးဟာတုတ်ကလက်နက်တွေနဲ့တောင်အောင်ဆန်းစုကြည်တို့ရင်ထဲကိုဝမ်းဝန်းတက်ခိုက်ခဲ့ပါတော့တယ်။ဝင်းရံသူကြောင့်သားလူငယ်များနဲ့ပြည်သူများကိုလည်းဘိုင်းမွန်ရက်နဲ့ယုံနာမကအမျိုးသမီးများကိုအင်ကြီးများ ဆွဲချွတ်ခြင်းပတ်ဆိုင်အိမ်များကိုလူယူခြင်းမျိုးလုံးများကိုဝှချွန်များဖြင့်ထူးဖောက်ခြင်းများကိုလည်းပြုလုပ်ခဲ့ပါတယ်ခင်ညွန့်ရဲ့စစ်ထောက်လန်းရေးတွေရဲ့အစီရင်ခံစာအရဆွဲကနန်းနောက်တည်ဆုံးပြီးတော့လူဦးရေ80လောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်ဒေါအောင်ဆန်းစုကြည်ဟာခေါင်းဆောင်ကောင်းပြီးသားစွာနဲ့ဝင်းရံသူလူလူကိုထားခဲ့ကစွန့်ခါထပ်ပြေးဖို့မကြိုးစားခဲ့ပဲအတူအသေးခံဖို့သာဆုံးဖြတ်ခဲ့တာပါသို့တော့ရင်မောင်းဖြစ်သူကိုကျော်စိုးလင်းဟာကားကိုဘက်ကီယာထိုးပြီးနောက်ပြန်ဆုတ်ချင်အောင်ဆောင်းပါတယ် ပြီးတော့မှအရှိန်နဲ့ရှိကိုမောင်းထွက်ကထူဖောက်နိုင်ခဲ့ပါတယ်။ဒါပေမဲ့နောက်ကက်တနီယာကိုရောက်တဲ့အခါမှာကြက်ခိုင်းရဲ့အဖွဲ့ဝင်များစွာအားရှင်များအပြင်ရဲတွေကပါဒေါန်ဆန်းစုကြည်ရဲ့ရင်တန်းကိုထပ်မံပိတ်ဆို့ပြီးတော့ဝိုင်းဝန်းတက်ခတ်ခဲ့ကြပြန်ပါတယ်။ဒီနေရာမှာတော့ဒုတ်တာလက်နက်တွေအပြင်ရဲတွေကပါသနက်တီနဲ့ပါဝိုင်းဝန်းပိတ်ခတ်ခဲ့ကြပါတယ်။ဒီနေရာမှာလည်းရင်မုံဖြစ်သူကိုကျော်စိုးလင်းရဲ့ချက်ထုံးညံတုံကျွမ်းမှုတွေကြောင့်ဒီလူအုပ်ကြီးကိုလည်းထပ်မံကြောလာနိုင်ခဲ့ပြန်ပါတယ်။ ဒေါက်အောင်ဆန်းစုကြည်ဟာဒီဖယ်ရင်မြို့ကိုမောင်းခိုင်းခဲ့ပေမဲ့ညဘက်မှောင်မောင်ဆန်းဆန်းနဲ့မောင်းလာခဲ့ကြတာရေဦးမြို့ကိုရောက်သွားခဲ့ကြပါတယ်။ဒေါက်အောင်ဆန်းစုကြည်ဟာသက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့စကားပြောဆွေးနွေးလို့ကြောင့်အကြောင်းကြားခဲ့ပေမဲ့မြို့ဆောင်ကိတ်ကဝင်ခွင့်မပေးခဲ့ပါဘူး။ဒီနောက်မှာတော့စစ်တပ်ကဗိုလ်မှူးကြီးတရားဟောင်းရောက်ရှိလာပြီးတော့ဒေါက်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်များထောက်ခံဝင်ရံသူပြည်သူများကိုတန်ဆူးကျူးများနဲ့ကာရင်ကစစ်တပ်နဲ့ဝိုင်းရံပိတ်ဆို့လိုက်ပါတယ်။ခဏကြာမှတော့ဗိုလ်မှူးကြီးတန်းဟန်းဆိုသူရောက်လာပြီးတော့ NLD ပါတီဝင်များចောင်းတန်းလူငယ်ဝ င်းရံသူပြနဲ့တော်အောင်ဆန်းစုကြည်ကိုခွဲထုတ်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ်ဒီနောက်မှာတော့တော်အောင်ဆန်းစုကြည်ကို၆နှစ်ထပ်မံထိမ့်သိမ့်ချုံမှာပါအာနာတီရုံးချုပ်ကိုလည်းပိတ်ပိတ်ပြီးတော့ဝင်းရံသူပါတီဝင်များကိုလည်းထောင်ဒဏ်အသီးသီးချမှတ်ခဲ့ပါတော့တယ်ဒီနိုင်ငံတော်အစိမ့်လုံးကြံမှုမှာဦးသိန်းရွှေအပါဝင်ကြခိုင်အဖွဲ့ဝင်များစွာအားရှင်များရဲ့ပါဝင်ပတ်သက်နေမှုကိုစစ်ထောက်လိုင်းဟောင်းဖြစ်သူခင်ညွန့်ကဖော်ဟောင်းလုပ်ထားခဲ့ပါတယ် 2015ခုနှစ်မှာခင်ညွတ်ကိုယ်တိုင်ရေးသားထုတ်ဝေခဲ့တဲ့ကြုံတွေ့ခဲ့ရကျွန်တော်ဘဝအထွေထွေစာအုပ်မှာနာဖဥက္ကဋ္ဌဖြစ်တဲ့တန်းရွှေဟာသူ့အဖွဲ့ဝင်လူကြီးပိုင်း9ယောက်ကိုအခန်းတွင်သူခေါ်ယူတွေ့ဆုံကြောင်းတန်းရွှေဟာဒေါအောင်ဆဲဆွေကြီးရင်နှန်းကိုတားဆီးရမှာဖြစ်ကြောင်းချစ်တဲ့နင်းနဲ့တားဆီးရမှာဖြစ်ကြောင်းပြောကြားခဲ့ပြီး င်ညိုဟာအကျန်းဖတ်တားဆီးမှုတွေမလုပ်နိုင်အောင်သူကိုယ်တိုင်အကျန်းပေးခဲ့ကြောင်းဒီအကျန်းကိုနိုင်ရွှေနဲ့တခြားလူကြီးများကသဘောမတူဘဲခင်ညွန့်ကူပါစိတ်မချရည်ဘာတောင်းဝန်းမှမပြီးတော့ကြောင်းဒီလောက်ချက်မှုကိုနိုင်ရွှေဟာဒုဗိုလ်ချုပ်ကြီးစူးဝင်းနဲ့ဒုဗိုလ်ချုပ်ကြီးရဲမြင့်တို့ကိုဥဆောင်တောင်းဝန်းပေးခဲ့ပြီးတော့မုံကျွာအထိရဟန့်ရင်နဲ့အစစ်လွတ်ခဲ့ကြောင်းခင်ညော့ကဖော်ခေါ်လုပ်ထားတဲ့အပြင်ပေါင်းဆန်းစုကြီးကိုသူကကယ်ဖို့သူကိုယ်တိုင်လူဖြုတ်ပေးခဲ့ကြောင်းသူတို့ဟောမှဝင်လုပ်ထားပါသေးတယ် ဒူပချိုဂျီဆိုဝင်းကလည်းသူကိုယ်တိုင်ရေးသားခဲ့တဲ့မှမျော်လင့်သောခရီးရှည်စာအုပ်မှာဒီဖြစ်စဉ်ဟာကြက်ခိုင်ရေးနဲ့အန်နက်တီအကြနိုင်ငံအရေးအားပြန်မှုတစ်ခုသာဖြစ်ပြီးတော့မှမျော်လင့်မဲ့ဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်ကြောင်းတက်မတော်ကပါဝင်ခဲ့ခြင်းမရှိကြောင်းကြက်ခိုင်ရေးအဖွဲ့ကိုအလုံးစုံအပြစ်ပုံကြတာကသူကိုယ်တိုင်ရဲ့ပဲလော်ကြစာညက်တဲ့ကဲ့သို့ဖြစ်ခဲ့ရာကြောင်းကိုလူယုံရေးသားခဲ့ပါတယ်သတိပြုရမှာက ထူစဉ်အချိန်ကကြက်ခိုင်ရေးဆိုတာနိုင်ငံရေးပါတီတခုမဟုတ်ပါဘူးအသိအဖွဲတခုမျှမှာဖြစ်ပါတယ်ဒါကြောင့်မလို့အာနက်ဒီလိုနိုင်ငံရေးပါတီတခုနဲ့အာနာရှင်ပြိုင်စရာပါအကြောင်းမှမရှိခဲ့ပါဘူးတကယ်တော့အဲ့ဒီအချိန်ကစွာအားရှင်နဲ့ကြက်ခိုင်ရေးဆိုတာကစစ်တပ်ကလူတဲ့အချိန်မှာသုံးဖို့အတွက်လူသွုံးမွေးထားတဲ့လက်တိုင်တုံးအဖွဲတွေဖြစ်ပါတယ် သူတို့ကိုယ်တိုင်ဘလို့ပဲတယောက်နဲ့တယောက်အပြည့်ဖို့လွှဲချနေပါစေစစ်ထော်လိုင်းဘက်မှပေါက်ကြလာတဲ့လှွက်ကျေနံများမှတဆင်ဒီပြစ်စင်ဟာအာနာရှင်တန်းရွှေနဲ့တကွခင်မြုပ်စစ်ထော်လိုင်းများကြံဖို့အဖွဲ့ဝင်များစွန့်အားရှင်များပါဝင်ပတ်သက်နေကြောင်းသက်သေထင်ရှားပါတယ်ဒါကတော့ခင်မြုပ်ရဲ့စစ်ထော်လိုင်းတက်ကနေဒီပရင်ချစ်စင်ကပေါ်လှွက်ထော်လန်းအစီရင်ခံတင်ပြချက်ပါဒီလှွက်စာမှာ NLD ပါတီဝင်ကခေါင်းဆောင်များရဲ့ခရီးစဉ်တလျှောက်ကိုမှတ်တမ်းတင်ထားပြီးတော့ကြီးရွာအရောက်မှာကြံဖို့အဖွဲ့ဝင်စွန့်အားရှင်တွေက NLD ပါတီ ဝင်များရဲ့ရေနံများကိုစတင်တိုက်ခိုက်ခဲ့ကြကြောင်းအမျိုးသမီးများရဲ့အင်းညီများကိုဆွဲချုပ်ခဲ့ကြကြောင်းလဲကြနေကိုအမျိုးသမီးများရဲ့ထမိန်များကိုပါလိုက်နှံချုပ်ခဲ့ကြကြောင်းအမျိုးသားများကိုလည်းပတ်စံများနိုင်များလူယူကြကြောင်းရဲတွေကလည်းအင်းအား40လောက်ရောက်ရှိလာပြီးတော့ဒိုင်းရရသူတေဆုံးသူတွေကိုဒိုင်းနာကနှစ်စီးပေါ်တို့ပစ်တင်ကြကြောင်းဒီဒိုင်းနာကနှစ်စီးကိုကောင်းချင်းဆိုင်တပ်ပုံရိုက်ပြီးတော့ကနှစ်စီးဝင်တိုက်ရုပ်ဒိုင်းရရကြတဲ့အမှုစင်ခဲ့ကြောင်းချက်ဖို့များကအကောင့်တခိုင်းထားတဲ့ဘေးရင်လာလို့ပေါ်ပြောနေကြကြောင်းကိုလည်း ခင်ညွန့်ရဲ့စစ်ထောင်လိုင်းကြီးတွေကမှတ်တမ်းတင်ထားပါတယ်ဒုတိယပေါက်ကြားခဲ့တဲ့လှည့်ဝက်စာအရဒေါ်ဆန်းစုကြည်တို့အဖွဲ့မန္တလေးပြည်ဦးလင်ခရိုင်စင်ကူးမြို့နယ်သို့ရောက်လာခဲ့ရင်ကျန်းဖို့ရဲ့အလုံးမှုဆောင်များကအရွက်ဝများဖြင့်ရုံးထိုင်ကုတ်ခဲ့ရဲ့မြို့အဝင်အထွက်နေရာများမှာပြပအားကိုပတ်စံရို့အစိုးမြေဝါရီများအစန့်ကျင်ကြဆိုတဲ့စာသားများကိုစိုင်းပုတ်တင်ထားရင်ကျန်းဖို့များအင်အား300စုစည်းပြီးတော့အရွက်ဝများဖြင့်တက်စိတ်အသိအနေထားတင်ထားရန်တို့ညွှန်ကြားချက်များပါရှိပါတယ်လက်နက်ကင်ထားတဲ့မြန်မာစစ်တပ်အနေနဲ့လက်နက် ်မေအန်ရတီပါတီအဖို့ဒီလိုအွန်လိုင်းနီတော့ပဲလုတ်ချန်တပြတ်တာဟာသူရေကောင်းစံနဲ့ထုတ်ရတော့မဟုတ်ပါဘူးအန်ရတီကိုမကြရင်အန်ရတီလိုလူလူချစ်ခင်မှုရအောင်လူလူကိုမြစ်တာတာစီယုံပြီးတော့သူရေကောင်းဆာဗာရှင်ပြိုင်နေမှာတယ်လက်မှတ်အာကုပြီးမရဲတာဟာပတိမဟုတ်ပါဘူးမြန်မာစစ်တပ်မှာပတိရှိတဲ့သူရေကောင်းစံနဲ့သူဘသူလေးများရှိပါသလဲအဆုံးဒီနောက်ဆက်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်